ချစ်သူလေးနန်းစုနဲ့အတူနေနိုင်ဖို့တုံးတက်တိုက်ကြီးဆောက်လုပ်နေပြီဆိုပြီးပြည်သက်တွေကိုတရင်ကောင်းပါလာတဲ့လွမ်းပိုင်းပရိသတ်များလုံးမဲမင်္ဂလာပါရှင်။အချစ်ကြောင့်ဝေဖန်တာရင်းရှိခဲ့တဲ့လွမ်းပိုင်ကတော့မမနန်းစီရဲ့အချစ်တွေနဲ့ကြော်ဖြတ်နိုင်ခဲ့တာလို့ဆိုရမှာပါ။လွမ်းပိုင်ကအချစ်ရင်းနဲ့ပတ်သက်ရင်လူယုံမှတယောက်ဆိုပြီးတတ်မှတ်ခံထားရသူတယောက်ပါ ဘာလို့လဲဆိုတော့အချိန်တော်ကြာကြီးတွဲပြီးချစ်ခဲ့တဲ့ပေါ်ဘီဆောက်ဆာကိုလက်ထပ်ဖို့စိတ်ကူးမရှိခဲ့တာကြောင့်ပါပဲအချိန်တော်ကြာတွဲခဲ့ပြီမယ်သူတို့ဘယ်တော့ယူမလဲမေးလိုက်တိုင်းယူဖို့အစီအစဉ်မရှိသေးဘူးစိတ်ကူးမရှိသေးဘူးဆိုတဲ့စကားတခွန်းနဲ့သာနှစ်အတော်ကြာရှောင်နေခဲ့တယ်လို့တကယ်လဲလက်မထက်ဖြစ်ပဲလမ်းခွဲခဲ့တာကြောင့်ပြိတ္တကြာဝေဖန်မှုတွေပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်စိတ်တူကိုတူရဲတူကောင်မလေးကိုလက်ထပ်ဖို့စိတ်ကူးမရှိခဲ့တဲ့လွှမ်းပိုင်ကတော့မမနန်းစုအလှဲ့မှာတော့စတွဲကလေးကလက်ထပ်ဖို့ပြင်နေတာမို့ ရိသတ်တွေကကြီးမရဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။အရင်ကအချင်းကြီးကိုပေါပေါပါပါတွေးပြီးဖြတ်တန်းခဲ့တဲ့လွန်ပိုင်ကအခုဆိုရင်မမကြောင့်လိန်မာတဲ့ကလေးတယောက်ဖြစ်နေပါပြီ။လွန်ပိုင်ကအခုဆိုရင်အိမ်တော်ပြုဖို့အရွယ်ရောက်ပြီမို့မမနန်းစုနဲ့တဝတ်တိန်ထူထောင်နိုင်မို့အိမ်အသက်တစ်လုံးစောင်းနေပါပြီ။လွန်ပိုင်ကအမှုပညာလောကတွေကိုစာဝင်ကြတဲ့ကအိမ်အသက်တစ်လုံးပိုင်ဆိုင်ခြင်းနဲ့ဆိုရစေကူရှိခဲ့ပြီးမဲ့နန်းစုနဲ့တွေ့မှအကောင့်ထဲပေါ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လွမ်းပိုင်းကအခုဆိုရင်အရာရာကိုလူကြီးတယောက်လိုတွေးပြီးစီးပွားရေးတွေလည်းလောက်ကိုင်းနေပါပြီ။အရင်ကတချင်းဆူလိုက်ဂိမ်းဆော့လိုက်နဲ့ဘဝကြီးကိုပေါပေါပပဖျက်သန်းနေခဲ့ပြီမယ်။အခုကတော့အိမ်အောင်ပြုဖို့အတွက်အသေးချပြင်ဆင်နေတာလည်းဖြစ်ပါတယ်။လွမ်းပိုင်းကအခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေရသလိုဝင်ငွေတွေလည်းအမြောက်အများရှာနိုင်နေပါပြီ။သူရဲ့အမှုပညာအစားဖြစ်တဲ့တချင်းတွေကိုလည်းဖန်တီးတည်ဆိုးနေသလိုရုပ်ရှင်ဇာတ်ကားကြီးတွေ ဇလန်တွဲတွေလည်းအဆက်မပြတ်ရိုက်နေရတဲ့အထိအောင်မြင်နေကြတာလည်းဖြစ်ပါတယ်။လွန်ပိုင်းကအမှုပညာအလုပ်ကနေငွေတွေအများအပြားရှာနိုင်ခဲ့သလိုကိုပိုင်စီးပွားရေးလုပ်ငန်းတွေပါတွဲပြီးလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။ BBG ဆိုင်ဒီဇိုင်းကိုအပေါ်ဝင်ငွေရအောင် ဖွင့်လှစ်ခဲ့ပါသေးတယ်။လွန်ပိုင်းကတော့ချစ်ရသူကိုတင်တောင်းတင်တယ်ထားနိုင်ဖို့ကြိုးစားနေကြတာပါ။သူကနန်းစုနဲ့တွဲပြီးသိမ့်မကြခင်မှာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့ပြီးအခုဆိုရင်ချစ်သူလေးနန်းစုနဲ့အတူနေနိုင်ဖို့အိမ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ လွမ်းပိုင်ရင်အိမ်တလုံးလိုချင်တဲ့ဆိုရဲဆန္ဒကအခုမှအကောင့်ထဲပေါ်နိုင်ခဲ့တာလို့ဆိုရမှာပါအရင်ကအိမ်တလုံးလိုချင်တဲ့စိတ်ရှိပြီးမဲ့အလုပ်ကိုတည်ချမလုပ်ခဲ့တာကြောင့်စိတ်ကူးတွေကအယားမတင်ဖြစ်ခဲ့ပြီးမဲ့အခုကတော့အကောင့်ထဲပေါ်နိုင်ခဲ့ပါပြီလွမ်းပိုင်ကတော့ချစ်သူနန်းစုပေးတဲ့ခွန်အားနဲ့အလုပ်တွေကိုကြိုးစားရင်းအင်ကိုဆောက်လုပ်ခဲ့တာ အခုဆိုရင်အိမ်အလုံးပေါ်လာခဲ့ပါပြီသူကရလာတဲ့ငွေတွေနဲ့အိမ်ကိုဆောက်လာခဲ့တာအခုဆိုရင်အိမ်ရဲ့90ရာခိုင်နှုန်းလောက်ထိပြီးသွားခဲ့ပါပြီ လွန်ပိုင်းကသူ့ရဲ့ကိုပိုင်အိမ်လေးကိုအမိုက်စားဖျက်အောင်ပြင်ဆင်နေတာမို့အခုလိုကြာနေခဲ့တာဖြစ်ပါတယ်။အိမ်ကိုလည်းရေရှည်အတွက်တွေးပြီးသုံးထပ်တိုက်ဆောက်ခဲ့သလိုအထဲမှာလည်းစတူဒီယိုအခန်း၊ဂိမ်းစထရီးလုပ်မယ့်အခန်းတွေ၊မမနန်းစုအတွက်တပ်ပုံရိုက်ဖို့အတွက်အခန်းတွေထိပါပြင်ဆင်ထားတဲ့အထိပါပဲ။လွန်ပိုင်းကတော့အိမ်ရဲ့90ရာခိုင်နှုန်းလောက်ထိပြီးစီးခဲ့ပြီးအချောတက်ဖို့လေးလလောက်အချိန်ယူပြီးရင်အိမ်ကပြီးစီးတော့မှာပါ။လွန်ပိုင်းကတော့အိမ်တန်မုံငွေကိုထုံမပြောဘဲသိန်းထောင်ကြီးကုန်နေဆိုပြီးပြောလာခဲ့ပါတယ်။ သူရဲ့သုံးထပ်တိုက်ကတိမ့်ထောင်နဲ့ချီပြီးကုန်မှာတော့အသေးချပါပဲသူစိတ်ကူးတဲ့ကအတိုင်းချန်လေးရဲ့မျက်ကင်းစိမ့်စိမ့်လေးတွေနဲ့လိုချင်တဲ့အခန်းပုံစံတွေထည့်သွင်းထားတာမို့အခုခေတ်ဈေးနှုန်းနဲ့ဆိုရင်အတော်ကုန်ကြမှာပါလွန်ပိုင်းကတော့သူစိတ်ကူးတဲ့အကောင့်ထည့်ဖို့ပြီးလက်တွေ့ဖြစ်လာဖို့အချိန်လေးလောက်တာလိုတော့တာမို့ပျော်ရွှင်နေမှာတော့အသေးချပါပဲကြည်ရသူနဲ့အတူနေဖို့အိမ်လေးပြီးစီးတော့မှာမို့မကြခင်မှာမင်္ဂလာသတင်းကြားရမလားဆိုတာကတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ပူပိုင်းကြီးကတော့ဝေဖန်တဲ့တွေကြားကနေ မမနန်းစုပေးတဲ့ခွန်အားနဲ့စူးစမ်းခဲ့တာတွေကမကြခင်မှာပြည့်စုံတော့မှလည်းဖြစ်ပါတယ်။